အခုကကော့ချိုင်ပေါ့နော်ကော့ချိုင်မှာရောက်နေတယ်ကျွန်တော်တို့ဒီ VR ဆိုင်အနောက်မှာဒီ VR ဆိုင်အနောက်လေးမှာတအေကားကျေတဲ့တကွက်ပေါ့နော်အခုအဲ့ဒါဘယ်လောက်လဲဈေးဘယ်လောက်လဲ450လေး450ဟုတ်ပြီ450ဆိုတော့ကျွန်တော်အခုလမ်းကြုံပေါ့နော်ကော့ချိုင်ရောက်နေတော့ကော့ချိုင်လမ်းကြုံဒီ VR ဆိုင်အနောက်လေးမှာကျွန်တော် live ပြပေးမယ်အနေထားလေးကမဆိုးပါဘူးပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒါကကျွန်တော်တို့စိုက်ပျိုးမြေ area ဆိုပေမဲ့လည်းကျွန်တော်တို့ဖအံမျိုး ရက်ကွက်တဲ့ area ထဲမှာဝင်တော့ဒါကအလားအလာရှိတယ်ဆိုတဲ့အနေထားလေးခုမှခုအနေနဲ့စိုက်ပျိုးရေးမွေးမြူရေးကိုဖန်မျိုးနဲ့အနည်းဆုံးမြို့မြေ area တွေမှာလှုပ်ချင်တယ်အနာဂတ်မှာလည်းခုအနေနဲ့ဒါလေးကခြံကွက်လေးတွေဖြစ်သွားနိုင်တယ်ဆိုတဲ့အနေထားလေးမှာတေအေကလောက်ကျဲဝန်းတဲ့ channel တစ်ခွက်ကို3500ဆိုတော့ဟာဘယ်လောက်လဲ3450 automatic က50အတင်းနေပါဇက်က short high နဲ့လူတွေများတယ်ဆိုလို့လေနော်အဲအဲ့တော့450အတန်လို့ကျွန်တော်အခုလိုက်ပြမယ်6လောက်လိုက်ပြတော့မယ် ကဲဒရိုင်းဝင်းတောင်ရိတ်နေနေကျွန်တော်တို့ခေါ်ကြိုက်ရပါဘောနော်ခေါ်ကြိုက်ရအနေထားလေးမှာလမ်းနေထားတော့ပြောမစင်ဒါ၆ပိန်ကားတွေကတော့ကြက်အသေးအပိုးတွဲတော့အရင်တော့လောက်ပေးတယ်ဘောနော်အဲ့လိုမျိုးနေထားလေးတော့ရှိပါတယ်နော်ကားသေးတွေတော့ဝင်လို့မရအောင်အဲ့ဒါမှကျွန်တော်ဆိုင်ကင်နေထားတာဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့စိတ်သက်သာတာဖြစ်ပါတယ်ကားလမ်းဘောနော်ဒီသားလဲဓာတ်ဖို့ထိုးပြီးသားဆိုလို့ရှိရင်အေကားကိုဒီမှာတိန်တထောင်ဘုံကျက်မှာရှိပါတယ်ကဲလာသွားမယ်လား ကဲကဲကဲဒီနေ့အတော့ဖုန်းလေးနဲ့ပြောမယ်မချန်ချန်စီယိုနော်ချန်စီယိုနဲ့နမိတ်တွေပါရေးသတ်မှတ်ထားပြီးသားဆိုတဲ့အနေထားလေးတေကပတ်လဲပေါ့နော်တေကပတ်လဲဆိုတာကသူ့အထဲမှာကြက်ချန်ရှိမယ်နော်ငါကြည့်ရတာအသားစားကြက်တွေမွေးတာမကြက်ချန်ရှိမယ်ဘောနာမှာဝတ်ချန်နာမှာတော့ကြည့်မယ်ကြက်ချန်တစ်ပတ်ပတ်မလားပြီ200 နှစ်ရပတ်လေနေထားလောက်ရှိတယ်မဟုတ်ကဲ့တော့ချက်ချင်းတောင်မရတော့ဘူးနော်သူချက်ဖြောင်းလိုက်ရကြပြီဖြစ်နေကိုဗစ်လာကလေးကသူတခင်ကကိုဗစ်ထိပြီးတော့ကိုဗစ်ထိဆိုတာကိုဗစ်ဒဏ်ပေါ့နော်ကိုဗစ်ဒဏ်နဲ့စီစီပွားပြတ်သွားအဲ့လိုမျိုးနေထားမျိုးဆိုတော့ကဒါအများနဲ့ပေါ့နော်တနိုင်ငံလုံးတစ်ကမ္ဘာလုံးထိခိုက်နေနာခဲ့တဲ့အနေထားလေးမှာ ဆက်မလုံးနိုင်တော့ဘောနော်အဲ့လိုမျိုးနေထိုင်နေဖြစ်ပါတယ်ဒါပါကြီးလဲကိုမီဆက်မီဆက်ထားရဲဆိုတော့ဒါရေမြုပ်လို့ပေါ့နော်ဒါဒီနေ့ကတော့ရေရေရေအဲ့လိုမျိုးလေကျွန်တော်တို့ဒီဘက်ချမ်းမှာ El Nino တွေပါလာတယ်နောက်ပြီးတော့ဒီဝါထက်လို့ရှိရင်ရေမြုပ်တဲ့အတွက်ကြောင့်မလို့မီဆက်ဒီနားမှာထားရဆိုရေကဒီဒီနားလောက်ရှိလိမ့်မယ်ဒုက္ခပဲနေထားလေးပေါ့နော်ဒါကဒါဒီကန်ကသူ့ပိုင်မလားဟုတ်ပါဘူးဒါသူ့ငါးကန်ပေါ့နော်ဟုတ်ကဲ့ ငါးကန်အနေထားလေးငါးကန်အနေထားလေးဟာကျွန်တော်မရိုက်ပြလိုက်တော့မယ်ကဲမှာငါးကန်အနေထားလေးရှိမယ်ဆိုတော့ကနေနမိတ်ပေါ့နော်မှနေနမိတ်ချောင်းနဲ့ခြားထားတယ်ဘယ်ဘက်ပါနေလဲဒီမီဇက်ဘီဒီဘက်ခြံလည်းပါလာလားဟုတ်လားအဲ့တော့ဒီကကြုံပေါ့ဟွန်း အဲ့ဒီဓာတ်လျှောက်ပါလေဆိုတော့တိတ်အားကြော်မယ်ဒီတိတ်တဲ့လန်လျှောက်ရလားရလားလာခဲ့လေအရှင်းနေသွားလိမ့်ကဲမိထားလေးရှို့နားလေးလည်းပါကစုံခင်းနေအဲ့လိုမျိုးနော်ခါလေးကြည့်သွားလိုက်ပါဗျာရောက်တော့ရောက်ခိုက်ကိုနေနဲ့ စိုက်ပြိုးမွေးမြူရေးလုပ်မယ်ဆိုတဲ့အနေထားလေးတခုမှာဒီလိုမျိုးမိကွက်ဒီလိုမျိုးဈေးအနေထားလေးမဆိုးဘူးပေါ့နော်ရေမမြုပ်တာလိုချင်နေဆိုရင်တော့ဒီဘက်အပိုင်းမှာမရှိပါဘူးရေမြုပ်တဲ့နေရာတော့မှကာလန်လေးဒီကာလေးနဲ့ထိုးထားမယ်ဆိုလို့ရှိရင်တိန်းတစ်ဆောင်ဝင်ချင်းမှရှိပါတယ်အခုကျွန်တော်တို့ခိုးဘက်ချင်ပြန်တက်လို့မရတော့လားမသိနော်ပိန်ပိန်ပိန်နေခံသွားပြီသူနေနေမဲ့ကဘယ်နာရှိလဲဒီဒီနာလည်းမထင်ဘူးနော်ဒီမြောင်းဒီမြောင်းနေနေမဲ့ပေါ့โอเคဟုတ်ပြီ ပင်များတယ်ဆိုတော့ကျွန်တော်ဒီဘက်ချန်လေးပြန်ထွက်လာမယ်ဝက်ချန်လေးချက်သွားကြည့်မယ်ဘာဖြစ်လို့ဆိုတော့ဝက်ချန်တချက်ချင်းစားရတာလည်းမလွယ်ဘူးရေများတယ်ရေတွင်းရပါမလားအဝေးစီးလာရိုးရေတွင်းလားရေတွင်းလားမကြီးကန်ကန်လုံးရှိရဥစ္စာနာမွေးတာပပနာကောင်ကြီးတော့ပါငါးရီမွေးလဲ ်ဘာလို့မပြေးဘူးလဲဘာသာဘာငါးဟောသဘာဘာငါးဘာမှကိန်းဆိုတော့ရည်ကြီးပွားရင်ငါးကြီးကျန်ခဲ့မှာပေါ့ငေါ်ဒီမှာအိမ်သာအိမ်သာအိမ်သာကျွင်းလည်းရှိတယ်ဆမ်းမြပင်ဆိုင်တာလည်းမှာချက်ချက်သာသာချက်မှွေလည်းချက်ကျန်တော့ကြည့်ရနော်။ကောင်သုံးတော့လေ။ကောင်သုံးတော့ဆန့်ချက်ချက် မိသားမျိုးဖြစ်ပါတယ်ကက်တန်ဟွေရောဟောနော်လင်းနေ့တစ်ခါတော့နားမယ်လင်းနေ့တစ်ခါတပတ်နားမယ်ဒါမဲ့လဲဒီဒီချန်ပေါ်ထိကြီးမရောက်မော်လားမရောက်ဘူးရှင်ပြည်ရလေဒါလေးကသူ့ခြံဆောက်တယ်လေးပေါ့နော်ကို့မှာလူပိုးတွေပါရှိတယ်ဆိုလို့ရှိရင်ဒီမှာစီပွားရေးလုံးလို့ရတယ်ဒီခေတ်ကလည်းလူရှားတယ်ဗျာဒီနေ့တော့ကျွန်တော်တို့မှ rubber မချက်နိုင်ဘူး လူရှာလို့မရလို့ကဲဒီမှာရေတွင်းအရေတော်တော်နတ်တာပဲရေကြီးရေလည်းကောင်းတယ်ကြောက်ရှည်တာလည်းဆိုတော့ကဲဒီတော့ကဒီအနောက်မှာတော့ဝက်ချန်လေးပေါ့နော်ဆိုင်ပြိုးရေးမှွေးမြူရေးအမ်တီးတဲ့တီးတဲ့လားလှုပ်ပေါ့နော်ဒီမှာခုနေနဲ့ ပွဲဝင်လို့ရတယ်တကန်းနှစ်ကန်း၃ကန်းသားစားပွဲ၃ကန်းဒီကောင်ဖောင်းရတယ်။ငကန်းငကန်း၅ကောင်လောက်ပဲထားပေါ့။ကြီးလောက်အောင်ပါလေ။အင်းအဲ့လိုမျိုးနေထားမျိုး။ဟာ။ဝက်ဝက်ကြီးတွေကိုငါကျွေး။အဲ့ဒီငါတွေကိုဟိုကျွန်တော်တို့ညစီမှဝယ်စားကြအေးဟုတ်နေရော။ဟဲ့ရော်ပဲကြည့်။อืม။လာတယ်။อืม။ ဒီနေရာလေးတော့ကုံမြင့်ပါရနော်နော်ကုံကုံမြင့်ပါရရရရတမရအေးဘောဒီနေရာဒီဘွက်ချန်ကရရမရဘူးဘောဘွက်ချန်ကကုံမြင့်ပါကဲဒီတော့ရေကြောက်သူများပေါ့နော်ရေကြောက်သူများအတွက်လည်းတခါလဲကြိုတင်ကြော်ရပေးတာတခါလဲ ရေရဘယ်နေရာထိရောက်လဲဘယ်လောက်ဖြစ်လဲဒီရေတွေမမြုပ်ဘူးဆိုတဲ့အနေထားလေးတစ်ခုမှာအပြင်ရိတ်တွေလည်းရှိတယ်တဲလေးတွေလည်းရှိတယ်ကိုမလ်ကိုအလုံးလုံးပဲမဲ့လူဒါမှမဟုတ်ကိုကိုတိုင်းလုံနိုင်လည်းမဆိုးဘူးကဒီခေတ်ကလာမှလေနော်450ဆိုတော့ကဒါကကျွန်တော်အရှိမတော်မှဒီဘက်အရှိပတ်ချလေဒီမှာတထောင်ပတ်ဝန်းကျင်ရှိတယ် လွန်ခဲ့တဲ့နှစ်2024အစမှာ950အခု2025အစမှာ1000ကျော်သွားပါပြီဒီတော့ကဒီလိုမျိုးအနေထားလေးတစ်ခုမှာပတ်ဝန်းကျင်မှာလည်းအရှင်းမှာအရင်စာရှိဗီဒီယိုခုနကကျွန်တော်ထိုင်ခဲ့တဲ့ဗီယာဆိုင်လေးရှိမယ်ဒီအရှင်းမှာဒီတော့ကဒီလိုအနေထားလေးမှာဒါတွေကလမ်းဖြစ်မယ်ပေါ့ကျွန်တော်ကျန်စက်လမ်းတွေရထားတယ်ခေတုံးဖြစ်သေးဘူးပေါ့အိမ်မက်တွေမပေးတော့ပေါ့ နော်အဲ့လိုမျိုးနေထားလေးရှိပါတယ်ဒီတော့ကလူမျိုးနေထားလေးကိုစိတ်ဝင်စားတယ်ဆိုရင်ခြံလေးတစ်ခြံပေါ့နော်မျက်နှာစာပေ200အနောက်ကပေ300လောက်ရှိတယ်ဆိုတဲ့နေထားလေးတစ်ခုမှာဒီခြံလေးက350ပပနှိမ့်နိုင်ပေးမှဖြစ်ပါတယ် ီးတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနေထားမျိုးပေါ့နော်ကျွန်တော်တို့ကော့ကြိုက်ဆိုတာကကျွန်တော်တို့ဒီဖအံမျိုးရဲ့တိုးချဲ့ရက်ကွက်တစ်တစ်ခုဖြစ်တယ်ဆွေးနေရမှာဒီနေရာတွေကစိုက်ပျိုးမြေဖြစ်တယ်သူကစိုက်ပျိုးမြေကိုလည်းတရားနီလန်ကြကြဥပဒေကြကြစိုက်ပျိုးရေးနဲ့ဒီမွေးမြူရေးကိုတွဲလောက်ထားတဲ့တွဲကြောင့်မလို့ဒါဘောင်းဝင်နေဆိုတဲ့နေထားလေးတစ်ခုပါကိုအနေနဲ့ဘောင်းဝင်တန်းဝင်ဒီမြေကွက်တွေတစ်ခုကိုလိုချင်နေဆိုလို့ရှိရင်ဒါကဖအံမျိုးနဲ့အရင်နီးတယ် ဟိုမှာထောင်ဝီတောင်ဝင်းဖြစ်ပါတယ်အရှိထောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနဘီယာဆိုင်ပြန်ရောက်ရှိမှာဖြစ်ပါတယ်ဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လက်ရှိနေထားလေးကတော့လမ်းကတော့ဒီထော်လာကြီးတွေသွားတယ်၆ဘိုင်ကားတွေသွားတယ်ဟိုက်ဂျက်တွေသွားလို့ရတယ်ဆိုင်ကျွန်တော်ဆိုဆိုင်ကနေလာတယ်ဆိုတဲ့နေထားလေးတစ်ခုမှာစိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်เนาะအာဒီကင်မရာရိုက်ပေးတဲ့အကူလိုက်ပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် gotta breathe.